င့်မြမအတန် DVB ရဲ့ဇွန်လ2ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ ကချင်ပြည်နယ်မှာမိုးကြီးရေရှာလို့ဒေသခံတွေရွှေ့ပြောင်းနေကြရတဲ့အတွင် SSPP နဲ့တိုက်ပွဲဖြစ်ပြီး MNDAA တပ်သား၈ယောက်ကြာဆုံးသွားတဲ့တွင်နဲ့အခြေခံပညာကျောင်းတွေစတင်ဖွင့်လှစ်ခံပြီးမှတပိတ်ချင်းမြို့နယ်တဲကစတင်ကျောင်းကိုစစ်တပ်ကဘုံကျဲတဲ့တွင်နဲ့နားဆင်ကြရမှာပါကချင်ပြည်နယ်မြစ်တီနာမြို့ပေါ်မှာဇွန်လ2ရက်နေ့မနက်6:00နာရီကရေကြီးရေရှာနေတာကြောင့် ပြည်သူတွေပြောင်းရွှေ့နေထိုင်ရတယ်လို့ဒေတာခန့်တွေစီကသိရပါတယ်။မြစ်တီနာမြို့အနိမ့်ပိုင်းနေရာတွေအပြင်မြို့တည်တီတကုံလေကုံမြေမြင့်ရက်ွက်တွေမှာပါရေကြီးရေရှမ်းတာနေအိမ်နစ်မြုပ်တာလူနေအိမ်ရေစီးနဲ့အတူမျောပါသွားတာတွေဖြစ်နေတယ်လို့မြစ်တီနာမြို့ခန့်ကပြောပါတယ်။လေကုံရက်ွက်ကနေအိမ်တွေအလုံးလိုက်ရေစီးနဲ့မျောပါနေပြီးအ ਨੇ ဆုံးရေကြီးနစ်မြုပ်တဲ့ရက်ွက်၅ခုလောက်ကလူငွေ900ကျော်လောက်ဟာပြောင်းရွှေ့နေထိုင်နေရတယ်လို့ဆိုပါတယ်။ချီဖွေမြို့မှာလည်းမေခမြင့်ရေတက် လာလို့စပေးလျှောက်တန်းလျာ၁၀ခုတက်မတဲ့နဲ့ဒေသခံအိမ်တချို့မျိုးပါပျက်စီးခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပတ်လောက်ကစလို့ချီဖွေမှာမိုးရွာနေတာဖြစ်ပြီးမေလ30ရက်မှာရေတက်လာကမနေ့ကထီရေတက်နေတော့ပဲလို့ဒေသခံကပြောပါတယ်။ရေတက်နှုံးမြန်လာကြောင့်ပျက်စီးဆုံးရှုံးကြရတယ်လို့သိရပါတယ်။ရေနစ်မြုပ်တဲ့နေရာတွေကဒေသခံတွေနဲ့ဆစ်ဆောင်တွေဟာရေလွရဖျားเจ้าတွေနဲ့တောင်ကုန်းတွေပေါ်မှာရှောင်းနေကြရပါတယ်။ မိုးစလဌာနကတော့မြန်မာနိုင်ငံတော်ဝါမြင့်ရည်ကြီးတာမိုးသီးထန်စွာရွာသွန်းလာတွေဖြစ်ပေါ်နေတာကြောင့်မြေနှိမ်ပိုင်းရက်ွက်နေပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့သတိပေးထုတ်ပြန်ထားပါတယ်။ရှမ်းပြည်မြောက်ပိုင်းလားရှုံမြို့နယ်ဟာနာကျွရအုပ်စုနားလိုင်ရွာဘက်မှာစွန်လတရက်နေ့မိုးလွယ်ပိုင်းကရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ကိုကန်တ MNDAA တို့ကြားတိုက်ပွဲဖြစ်ပွားပြီး MNDAA တပ်သား၈ယောက်ကြာဆုံးကြောင်း SSPP ရဲ့သတင်းထုတ်ပြန်ချက်နဲ့ဒေတာခံရစီကတရား ပါတယ်။နားလိုက်ရအနောက်ဘက်အထွက်ဖက် SSPP စစ်ကြောင်းထွက်နေချိန်ဇွန်လ၁ရက်မိုးလယ်ပိုင်းတနအိနဲ့နနအိခွဲဝင်းကျင်လောက်မှာ MNDAA တမ613လက်အောက်ခံတပ်ဖွဲ့ဝင်တွေခြုံခုံဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ SSPP ဘက်ကသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်း MNDAA တပ်သား၈ယောက်ကြဆုံတဲ့အပြင်ထိခိုက်ဒဏ်ရာရသူတွေရှိပြီးတိုက်ပွဲဖြစ်နေချိန်နားလိုင်ဟန်နာဟိန်လော့ ကောင်းကွန်စတဲ့ရွာတွေတဲကဒေသခံပြည်သူတွေတိုက်ပွဲလို့ရဘက်ကိုထွက်ပြေးတိမ်းရှောင်နေကြရအကြောင်းလဲဖော်ပြထားပါတယ်။ မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ထဲကစာတင်ကျောင်းတစ်ခုကိုစစ်ကောင်စီတပ်ကဇွန်လ၁ရက်နေ့မနက်၈နာရီဝန်းကျင်မှာဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြင်ဦးလွင်ခရိုင်ပကဖစီကသိရပါတယ်။တပိတ်ချင်းမြို့နယ်ထဲက၄မိုင်ရွာရဲ့ကန်တာစာတင်ကျောင်းကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ပေါင်900ဘုံကျဲသွားတဲ့အတွက်စာတင်ကျောင်းကလက်ထပ်ဆောင်တစ်ဆောင်နဲ့တစ်ထပ်ဆောင်တစ်ဆောင်တို့ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။အနာတိန်စစ်တပ်ဟာအရက်သားပြည်သူတွေနဲ့စာတင်ကျောင်း ဆေးုံတွေပေါ်မှာပြင်းမှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေတဲ့အတွက်ပြည်သူတွေအနေနဲ့ဘုံခိုခြင်းတွေထဲမှာနေထိုင်ကြဖို့နဲ့လေကြောင်းရသတိပေးချက်တွေကိုသတိပြုလိုက်နာကြဖို့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်။2025 2026ပညာသင်ပြည့်အတွက်အခြေခံပညာကျောင်းတွေကိုဇွန်လ2ရက်ဒီကနေ့မနေ့မှာစတင်ဖွင့်လှစ်လိုက်ပါတယ်။လက်ရှိကျောင်းအနှံ့ရင် ဇေတရပပထမဆုံးနေ့ဖြစ်တဲ့မေလ22ရက်နေ့မှာပဲနိုင်ငံတော်အကြောင်းအတူလူဦးရေတသန်းကျော်ရှိခဲ့ပါတယ်စစ်အာဏာသိမ်းပြီးတဲ့နောက်2022-2023ပညာသင်နှစ်မှာကျောင်းအတူလူဦးရေ9သန်းကျော်2023-2024ပညာသင်နှစ်မှာ6သန်းကျော်နဲ့ပြီးခဲ့တဲ့2024-2025ခုနှစ်မှာတော့အရင်ကထက်ကျောင်းအတန်တူဦးရေ9သန်းကျော်ပိုပြီးအတန်လာကြပါတယ်စစ်အာဏာသိမ်းပြီးတဲ့နောက်စစ်ကြုံပညာရေးကိုစန့်ကျင်သပိတ်မှောက် ဲ့ចောင်းသားចောင်းသူတွေနဲ့ဆရာဆရာမတွေတားနဲ့ချီပြီးចောင်းမတက်ပဲအာနာဖီဆန် CDM ပြုတ်ရှားမှုမှာပါဝင်ခဲ့ကြပါတယ်။ မြန်မာပြည်တွင်းရေးကိုဝင်ရောက်ဆော့ဖက်နေတဲ့တရုတ်အစိုးရရဲ့မူဝါဒကိုစတင်ကန့်ကွက်ကြောင်းအမေရိကန်ပြည်ထောင်စုပြည်နဲ့အသေးသေးမှရောက်ရှိနေကြတဲ့မြန်မာအတိုက်အဝန်းတွေကလည်းတပြိုင်တည်းထဲဆန္ဒပြသွားဖို့စီစဉ်နေကြပါတယ်။ဒေသစံတော်ချင်းစွန်လာ6ရက်နဲ့9ရက်တွေမှာတပြိုင်တည်းဆန္ဒပြသွားဖို့တက်ကြွလှုပ်ရှားသူတွေကပြင်ဆင်နေကြပြီးတရုတ်တန်ယုံနဲ့ကောင်စစ်ဝင်ယုံတွေရှိတဲ့မြို့တွေမှာနိုင်ငံတကာကမြန်မာအရေးကိုပိုသိနားလည်လာအောင်ဆောင်ရွက်သွားဖို့ရှိတယ်လို့ဆိုပါတယ်။မြို့တော် ော့ဝါရှင်တန် DC တရုတ်တန်ရုံရှိမှာပြုလုပ်မဲ့ဆန္ဒပြပွဲကို New York, New Jersey, မြောက် Carolina, Pennsylvania, Virginia, Maryland ပြည်နယ်တွေကမြန်မာတွေစုပေါင်းပါဝင်ဖို့ပြင်ဆင်နေကြတာပါဒီလှုပ်ရှားမှုကနေရရှိထားတဲ့ရန်ပုံငွေတွေကိုမြေပြင်ကတော်လှန်ရေးတပ်သားတွေစီကိုတိုက်ရိုက်ပေးပို့သွားဖို့စီစဉ်ထားတယ်လို့ပွဲစီစဉ်သူတွေကပြောပါတယ်